မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်ပထမအဦးဆုံးတပုတ်အနေနဲ့မြန်မာအရေးဂျောင်းဝင်ဖြည့်ရှင်ပေးဖို့ပြည်ထောင်ဝင်ကြီးချုပ်ကိုတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စကားလုံးတွေနဲ့ဖော်ပြလို့မရနိုင်တဲ့ဝန်င်းစရာအခြေအနေကိုကိုယ်တိုင်ကိုယ်ကျဂျောင်းဝင်ဖြည့်ရှင်ပေးဖို့စစ်ကောင်စီဖမ်းဆီးထောင်ချထားတဲ့ဒေါက်ဆန်းစုကြည်ရဲ့သားနဲ့တွေ့ဆုံဖို့ပြည်ထောင်ဝင်ကြီးချုပ်စာကီယာစတာမာကိုတိုက်တွန်းမှုတွေရှိနေပါတယ်လွန်ခဲ့တဲ့လနေ့ကစစ်တပ်အာဏာသိမ်းပြီးကဖမ်းဆီးခံရတဲ့ဒေါက်ဆန်းစုကြည်နဲ့တခြားနိုင်ငံအကြီးအကဲ ်သား2000လို့ရဲ့အတိတ်ဒုက္ခတွေကိုမိမောင်းထိုးပြထားတယ်အစီရင်ခံစာအသစ်တစ်ခုမှာအခုလိုမျိုးတိုက်တွန်းထားတာဖြစ်ပါတယ်။အဲဒီအစီရင်ခံစာထဲမှာအရက်သားတွေပေါ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမြေပြင်တိုက်ခိုက်မှုတွေနဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်တာ၊ကောင်းဖြတ်တတ်တာ၊ကွပ်မြတ်တာ၊မရင်ကျင်တာနဲ့ညှဉ်းပန်းနှိပ်စက်တာတွေအပါအဝင်ရက်စက်ရုံမာမှုတွေကိုလည်းဖော်ပြပါတယ်။အင်ဒီပန်တက်သတင်းဌာနရဲ့ရုပ်သက်မှတ်တမ်းနဲ့ဒေါအောင်ဆန်းစုကြည်အကြောင်းဖော်ပြရမှာဝီလီယမ်ဟော့ကသူ့ပေါ်ဝေဖန်ဖို့ ဒါဖြစ်နိုင်ပြီမဲ့သူလူမြောက်ဖို့အတွက်လည်းတောင်းဆိုတင်တယ်လို့ဆိုပါတယ်အခုနှစ်စစောပိုင်းမှာပြည်ထောင်နိုင်ငံကြီးဝန်ကြီးဌာနရဲ့ပထမဆုံးအကြိမ်ဖြင့်တိုင်းရိုက်တောင်းဆိုမှုအနေနဲ့ဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဖို့နဲ့မြန်မာပြည်သူတွေရထိုက်တဲ့ငြိမ်းချမ်းမှုနဲ့ဒီမိုကရေစီပေးအပ်ဖို့စစ်ကောင်စီကိုပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ဆူဆူရွာရွာလူခွင့်ရေးချိုးပေါမှုတွေကိုပြည်ထောင်စုရအနေနဲ့ချက်ချင်းအရေးယူဖို့လိုအပ်နေပြီဖြစ်ကြောင်းပြည်ထောင်လွှတ်တော်မှတ်တွေကလည်းပြောဆိုထားပါတယ် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အခြေအနေတွေကစကလုံးအနေနဲ့ဖော်ပြလို့မရနိုင်တဲ့ဝန်နေဆရာဖြစ်တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာကော်မရှင်နာမင်းကြီးယုံကပြောဆိုထားပါတယ်ကော်မရှင်ရှိမှတက်တီကန်ထွက်ဆိုခဲ့သူတွေမှာဒေါအောင်ဆန်းစုကြည်ရဲ့သားကင်ဒေါအောင်ဆန်းစုကြည်ရဲ့စီဝိုင်းအကြံပေးအရာရှိအောင်ရှောင်းတာနဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးဆောင်ဆိုင်ရေးမှူးတိုအန်ဒရူးတို့ပါဝင်ပါတယ်စစ်အာဏာရှင်စနစ်တက်ဆိုးရှိစေတဲ့ဗန်နာငွေစည်းဝင်မှုကိုဖျက်တောက်ဖို့စစ်ကောင်စီကိုတကဘာလုံးလက်နက်ပိတ်ဆို့မှုတွေပြုလုပ်ရင်းနိုင်ငံတကာကဆောင်ရွက်ဖို့လည်းအဲ့ဒီအစီရင်ခံစာထဲမှာတိုက်တွန်းထား ပါရယ်ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်နီးအကြံဖက်စစ်ကောင်စီရဲ့ကြံရှိစခန်းနေကို KNL လေးပူပေါင်းတက်ကဆက်လက်ထိုးစစ်ဆင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတောင်ပိုင်းထိုင်းမြန်မာနယ်စပ်နီးရှိစစ်ကောင်စီရဲ့အထိုင်းချစခန်းများကို KNL မျိုးသားလူမျိုးရေးတပ်မတော် KNL လေးပြည်သူ့ကာကွယ်ရေးတပ် PDM များကထိုးစစ်ဆင်နေတာကြောင့်ထိုင်းမြန်မာနယ်စပ်တလျှောက်မှာမေလကုန်ပိုင်းကစပြီးနေ့စဉ်တိုက်ပွဲများပြင်းထန်နေပါရယ်2025ခုနှစ်အစောပိုင်းကစပြီးနေမြေတွင် ထိုင်းချထားတဲ့စစ်ကောင်စီတရင်တပ်စခန်းများကိုပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်နေတဲ့ KNL လေးပူ ောင်းတပ်တွေက KNU တပ်မှ6နဲ့တပ်မှ9နဲ့မြေတွင်းရှိတပ်စခန်းတွေကိုဇက်တိုက်ဆိုသလိုသိမ်းပိုင်လာတာဖြစ်ပါတယ် KNL ပူပေါင်းတပ်ကမေလ23ရက်နေ့မှာစုံလ3ရက်နေ့ဒီစနေရတာအတွင်းကရင်မျိုးသားစီယုံ KNU တပ်မှ6နဲ့မြေကရင်ပြည်နယ်မြဝတီခရိုင်ဝေါ်လီမြိုင်မြို့အတွင်းရှိကလေတိုးကနေလီဝါမီထားရွှေအေးမြိုင်စခန်းဘင်းနောက်တပ်စခန်းနဲ့မော်ခီစခန်းတိပေါ်ဘူစခန်းတို့ကိုသိမ်းပိုင်ထားပါတယ်အလားတူ KNU တပ်မှ9နဲ့မြေအပိုင်းထိုင်းမြန်မာနယ်စပ်တောင်ရင်မြေအနီးအထိုင်ချထားတဲ့စစ်ကောင်စီရဲ့ပူလူတူကလေတီမော ဖသူတခေါ်ပီကွီမဆုတ်တန်းခန်းစစ်စကန်နဲ့တာလင်ဖြူဟာစကန်မဲလာစကန်မော်ဖူကီစကန်စားတဲ့တက်စကန်ခုနှစ်ခုကိုတင်ယူထားပါရယ်။ လက်ရှိမှာလည်းတက်မဟာချောင်းနေမြေဝေါ်လီမြန်ဒေတာတွင်ရှိဝေါ်လီပြူဟာဥက္ကဋ္ဌနဲ့တိကေပလေစကန်တက်မဟာခုနှစ်နေမြေတွင်ရှိမဲတဝေါ်နော်တရာစကန်တို့ကို KNL ပူပေါင်းတပ်တွေကဆက်လက်ပိတ်ဆို့ထားကြောင်းသိရပါတယ်။ဒါအပြင်မြောင်းရီမျိုးဆောင်တက်ဖြစ်တဲ့ချီလင်တိုင်ရင်ခလာရ985မှာလည်းမကြခဏဆိုတဲ့လိုပြက်ကတ်မှုတွေဖြစ်ပွားနေကြောင်းသိရပါတယ်။ KNL ပူပေါင်းတပ်များဆင်နွှဲခဲ့တဲ့စကန်သိန်းတိုက်ပွဲများတွင်မှမြေပြင်လမ်းကြောင်းများပိတ်ဆို့ခံထားရတဲ့စစ်ကောင်စီနီးနဲ့မြေပြင်စစ်ကူလာနိုင်ခြင်းမရှိဘဲလေကြောင်းမှသာအပြင်အထံကုကံမှုတွေပြုလုပ်ခဲ့ရပါတယ်။ဒ ါပေမဲ့အစုံတီခုခံနိုင်ခြင်းမရှိဘဲစခန်းကိုဆုံးခွာပြီးတပ်ဖက်ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးခဲ့ကြရသလိုလက်နက်ချအညံ့ခံခြင်းများလည်းရှိပါတယ်။စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်များတွင်စစ်ကောင်စီဘက်မှတိစုံမှုတွေရှိသလိုစစ်ကောင်စီရဲ့ပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတို့ကြောင့်တော်လိုင်းအင်အားစုပူးပေါင်းဘက်မှလည်းတိုက်ခိုက်သိမ်းဆုံးမှုတွေရှိပြီးစစ်ကောင်စီရဲ့တပ်စခန်းများတွင်ရှိလက်နက်ခဲယမ်းများကိုပါသိမ်းဆည်းနိုင်ခဲ့ပါတယ်။နောက်ထပ်တပုတ်အနေနဲ့လိုင်းကော်မြူနယ်မှာအကြံဘတ်စစ်တပ်စစ်ကူစစ်ကြောင်းကို KNDF နဲ့ပူးပေါင်းတပ်များဂျားဖြတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘတ်စစ်သား20ဦးထပ် မနေ့တည်ဆောင်ပြီးလက်နက်ရှင်လက်နဲ့ခရမ်းတွေတင်ဆက်ရရှိတယ်လို့သိရပါတယ်။ကရင်နီပြည်နယ်လိုက်ကွန်မြူနယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကူစစ်ကြောင်းကို KNDF ဗျူဟာနည်းနဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာစကားစတပ်ဖွဲ့ဝင်20ဦးထပ်မနေ့တည်ဆောင်ပြီးလက်နက်ရှင်လက်နဲ့ခရမ်းတွေတင်ဆက်ရရှိခဲ့တယ်လို့ KNDF ဗျူဟာနည်းကစွန်လ9ရက်မှာထုတ်ပြန်ထားပါတယ်။တပြည်ကုန်းရွာဖုန်ကြီးကျောင်းဝန်အတွင်းအခိုင်အမာတဆွဲထားတဲ့စစ်ကောင်စီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်နေစဉ်အတွင်းစစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစကားစတပ်ဖွဲ့ဝင်20ထပ်မ နဲ့တည်ဆောင်ပြီး ME1 ၅လက်၊ AK47 တက်လက်၊ ME4 တက်လက်၊ RPG တက်လက်နဲ့အခြားလက်နက်ခရံတွေတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။ KNDI အမျိုးသားများကကွယ်ရေးတပ် KNDF ဗျူဟာမတ်နစ်နဲ့ဒူဗျူဟာအမတ်နစ်လက်အောက်ရှိတရင်တွေနဲ့မဟာမိတ်တပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်နှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဇလတ်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နောင်ချိုမှာအကြမ်းဖက်စစ်ကောင်စီနဲ့အပြန်အလှန်ထိုးစစ်များရှိနေတယ်လို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူမှုများလုံခြုံရေးဂရုစိုက်ဖို့နဲ့စီးရင်အရာစိတ်ပူစရာမလို့ဖြူဟာတိုင်းဆောင်ရွက်နေတယ်လို့အတည်ပြုထားပါတယ်။တောင်တက်မတော် TNL တိုက်ခိုက်သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်အတွင်းတိုင်ပွဲများဇလတ်ဖြစ်ပွားနေပြီးပြည်သူများအနေနဲ့စီးရင်အရာစိတ်ပူစရာမလို့ကြောင့် TNL သတင်းပြန်ကြားရေးတာဝန်ခံလွေးရီဦးကဒီကနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်။ဇွန်လ9ရက်နေ့မှာ TNL ကစီးရင်နိုင်ငံရေးဆိုင်ရာများသတင်းစာ ရှင်လင်းစဉ်နောင်ချိုဒေသတိုက်ပွဲအခြေအနေကိုအခုလိုပြောပြတာဖြစ်ပါတယ်။နောင်ချိုတောင်ခမ်းဘက်ကတော့လက်ရှိအချိန်ထိတစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကလူထုကတော့လုံခြုံရေးကိစ္စအထူးပြုဆိုင်ဖို့လိုပါတယ်။စီးရင်ရတော့စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စီးရင်ပြူဟာအတိုင်းပင်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ဆိုပါတယ်။စကောင်စီကစွန်လကုန်ထိအပြည့်ရဲ့တက်တန်တိုးချောင်ကြီးညာခဲ့တော့လေနောင်ချိုကိုလေချောင်းဒရုန်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။စကောင်စီက AP နဲ့မီလာကလည်းဂ လင်အကြံပြအပြစ်ရစေကြောင်းထုတ်ပြန်ကြေညာခဲ့တော့လဲနောက်ချုံမျိုးနဲ့အတွင်း TNL တက်ရှိရာနေရာတွေကိုတိုက်ခိုက်မှုတွေစတိုင်ပြုလုပ်ခဲ့ပါတယ် TNL ရဲ့စွန်လ၄ရက်နေ့ထုတ်ပြန်ချက်တင်ရမေလအတွင်းနောက်ချုံမျိုးရှိကြေးရွာများနဲ့ TNL တက်ရှိရာနေရာတွေကို UTP စကောင်စင်ကလေကြောင်းမှဆက်နေချိန်လက်နက်ကြီးနဲ့986လုံးဒရုန်းနဲ့ပုံသီး329လုံးအစိမ့်ငွေပုံ144လုံးကျင်းချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့်ပြည်သူ၆ဦးသေဆုံးပြီး14ဦးဒဏ်ရာရခဲ့တယ်လို့အတည်ပြုထားပါတယ်စကောင်စုကနောက်ချုံမျိုး မြို့နယ်အပြင် TNL ထိန်းချုပ်ထားတဲ့မိုးကုတ်ကြောင့်မဲမိုင်းကော်မိုင်းလုံနယ်မန်တုံမြို့နယ်တွေကိုလည်းမေလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေမကြမခဏပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီနဲ့ TNL တို့ကတရုတ်ဆိုရရင်ချောင်းဝင်စီစဉ်မှုနဲ့အပီလာကုံပိုင်းကအပြည့်ရဲ့စင်ရေးဆွေးနွေးခဲ့ရာစစ်ကောင်စီက TNL တင်ပိုက်ထားတဲ့မြို့ရွာများပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNL ကလက်မခံပဲပယ်ချခဲ့ရာဆွေးနွေးပွဲအပြည့်မရပဲပြီးဆုံးသွားခဲ့ပါတယ်ဩဂုတ်လမှာနှစ်ဖက်ပြန်လည်တွေ့ဆုံဖို့စီစဉ်ခဲ့တော့လဲစစ်ကောင်စီက TNL နယ်မြေကိုထိုးစစ်ဆင်တိုက်ခိုက် က်မှုတွေစတိုင်လုံနေခြင်းဖြစ်ပါတယ်။ TNL အနေနဲ့လေကိုကက် MND ရခခိုင် AU နဲ့တူတစ်ဖက်သက်အပြည့်အကြောင်းကြီးညာချက်ကိုဇွန်လကုန်ထိတက်တန်းတိုးခဲ့တော့လဲစစ်ကောင်စီရဲ့ထိုးစစ်အစီရင်လှုပ်ရှားမှုလေကြောင်းတိုက်ခတ်မှုတွေကြောင့်နောင်ချုံမြို့နယ်အတွင်းစစ်ကောင်စီနဲ့တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ကမ်ဘောဒီးယားနယ်စပ်အငင်းပွားမှုမှာစစ်တပ်ကိုအခွင့်အာဏာပေးအပ်ဖို့ထိုင်းမျိုးသားရေးဝါဒီတွေကအစိုးရကိုတောင်းဆိုနေကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမျိုးသားရေးဝါဒီတွေကကမ်ဘောဒီးယားနယ်နယ်စပ်အငင်းပွားမှုတွေကိုကင်တွယ်ရမှာစစ်တပ်ကထိထိရောက်ရောက်ဆောင်ရွက်ဖို့ကာကွယ်ရေးဝင်ကြီးဖုန်တန်ဝေချာရာချိုင်းကိုတိုက်တွန်းနေတဲ့ဆန္ဒထုတ်ဖော်မှုတရက်ကိုကြာတာပရင်းနီကဗန်ကောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။ထိုင်းနိုင်ငံဖြူပြင်ပြောင်းလဲဆိုင်ရာကျောင်းသားနှင့်ပြည်သူ့ကွန်ရက် SDR ဖွဲ့ကကာကွယ်ရေးဝင်ကြီးဌာနရှိမှဆန္ဒထုတ်ဖော်ခဲ့ရမှာထိုင်းကမ်ဘောဒီးယားနယ်စပ်တရှောင်းတင်းမာမှုတွေပြန်လည်ဖြစ်ပွားနေတဲ့အခြေအနေကို ိုကင်တွယ်ဆောင်ရွက်ဖို့အတွက်အမျိုးသားလုံခြုံရေးကောင်စီ NSC ကိုတာဝန်ပေးဖို့ကာကွယ်ဝင်ကြီးကိုတောင်းဆိုခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်သက်ဆင်ရှင်နာဝဲနဲ့လက်ရှိကမ္ဘောဒီးယားဝင်ကြီးချုပ်ဟွန်မာနက်တို့ရဲ့ဖခင်ဖြစ်သူဟွန်ဆန်တို့ကြားခိုင်မာတဲ့ဆက်ဆံရေးကထိုင်းကာကွယ်ရေးဝင်ကြီးကိုလွှမ်းမိုးခံရနိုင်ပြီးအမျိုးသားအကျိုးစီးပွားအတွက်ဗမ်းမလိုက်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်စွမ်းကိုတိကနိုင်တယ်လို့ဆိုရင်အကြောင်းပြောကြားခဲ့ပါတယ်။ SDR ကောင်းဆောင်ပီချင်းချိုင်မွန်ကိုကကမ္ဘောဒီးယားအစိုးရကအငင်းပွားနေမြေကိုဆက်လက် တောင်းဆိုနေတော်လဲထိုင်းအစိုးရကနေဆက်ကိစ္စနဲ့ပတ်သက် ပြီးတိတ်ဆိတ်နေရလို့ဝေဖန်ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့တုံ့ပြန်မှုမရှိတာကြောင့်ကမ္ဘောဒီးယားကနိုင်ငံရေးအသာကြီးရခဲ့ကြောင်းထိုင်းစစ်တပ်က၎င်းရဲ့ခွန်အားကိုပြသပြီးလက်နက်ကင်တပ်ဖွဲ့တွေရဲ့စွမ်းရည်တွေကိုတတ်သိပြသင့်တယ်လို့ပြည်ချက်ကဆိုပါတယ်။ကမ္ဘောဒီးယားနဲ့နေဆက်ပိတ်ချင်းကဲ့သို့သောအခြေအနေကိုကင်တွယ်ဖြေရှင်းဖို့အစီအမံတွေကိုထိုင်းစစ်တပ်ကအဆုံးပြုခဲ့တော်လည်းအစိုးရကလိလျူရှုခဲ့တယ်လို့လည်းပြည်ချက်ကပြောပါတယ်။စစ်တပ်ရဲ့အဆုံးပြုချက်အများပြားကိုအစိုးရကပေးချခဲ့တယ်လို့ SDR ကရှုံချီကြောင်း၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။ကာကွယ်ဝင်ကြီးဌာနရှိအရာရှိ ှိတုံးမှတက်စင်ဝင်ကြီးဖုံတန်းတန်း၎င်းတို့တောင်းဆိုစာကိုတင်ပြပြီးရင်နောက်အစိုးရအဖွဲ့ကတော်ဝင်ထိုင်းစစ်တပ်ဌာနချုပ်ကိုဆက်လက်ကြည့်တက်ပြီး COC ချုပ်ပူချုပ်ကြီးပါနာကလက်ပလော့တက်ကိုကမ်မောရီးယားနယ်စပ်တလျှောက်ရှိထိုင်းပန်နက်ကိုကောင်ကွယ်ဖို့အရေးယူဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။